မြန်မာနိုင်ငံငလင်းဘေးတင့်ပြည်သူတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အမေရိကန်အစိုးရကထိန်းသိမ်းထားတဲ့ဒေါ်လာ1ဘီလီယံကိုပြန်လည်ထုတ်ပေးဖို့အမေရိကန်တန်ယုံကိုစာပို့ပေးထားကြောင်း FUA ရဲ့အဖွဲ့ဝင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံရေးပြဿနာကြောင်းအမေရိကန်အစိုးရကထိန်းသိမ်းထားတဲ့မြန်မာနိုင်ငံအစိုးရပိုင်အမေရိကန်ဒေါ်လာ1ဘီလီယံကိုမြန်မာပြည်သူလူထုရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာသုံးစွဲနိုင်ဖို့အတွက်ပြန်လည်ထုတ်ပေးပါရန်2025ခုနှစ်အပိနေရမှာ ဖက်ဒရယ်ပြည်ထောင်စုမဟာမိတ် FU ရဲ့အဖွဲ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ပြည်သူလူထုလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့်တောင်းဆိုမှုဆုံးဖြတ်လိုက်တာဖြစ်ကြောင်းအမေရိကန်အစိုးရအနေနဲ့လည်းလူသားချင်းစာနာတဲ့တောင်းဆိုမှုဖြစ်တဲ့အတွက်မငင်းလောက်ကြောင့် FU ရဲ့အဖွဲ့ဝင်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုဥက္ကဋ္ဌဦးထောင်ကျော်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။ NDP ဆိုတာလက်ထက်မှာအဲ့ဒါဟိုဒီအမေရိကန်ကိုပို့ထားတယ်လို့ပြောတာပေါ့။ဘယ်အတွက်ကြောင့်ပို့ထားလဲကျွန်တော်တို့တိုင်းပြည်ရဲ့ဟိုရန်ပုံငွေတဘောနဲ့ထားတာလားပါလားတော့တိတိကျကျတော့မသိဘူး။ 哎呀，我印尼这边来，我后做款项我在江苏来玩，涉及到一千家嘛，都能来参加的。我当地啊，网民啊，的嘛，也来玩，江苏来参加。但是呢，美国江苏来，比如嘛，我这边呢，可能菲律宾那边，是吧？啊，以前可能在当地纽崔莱在安都干的，以前可能在江苏的呢，他们华为做他妈，可能也是从这个产品了来着。美国那边来，当地纽崔莱开掉了，当地浙江什么的，呃，网民纽崔莱开掉了，都在明年那五天来玩。 ဖက်ဒရယ်ပြည်ထောင်စုမဟာမိတ်အဖွဲ့ FUA ကိုအနာဂတ်မြန်မာနိုင်ငံအတွက်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံပေါ်ထွန်းလာရေးအတွက်ယူရပြီး2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာနိုင်ငံရေးပါတီ၅ပါတီနဲ့စတင်ဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီအဖွဲ့ထဲမှာအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF တိုင်းလန်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB နာဂအမျိုးသားပါတီ NNP ကရင်ပြည်သူ့ပါတီ KPP နဲ့ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP တို့နဲ့ဖွဲ့စည်းထားပါတယ်။နိုင်ငံပိုင်နဲ့ပတ်စံဖြစ်တာကြောင့်ပြည်သူအနေနဲ့လက်ခံတဲ့ကြောင်းတိုင်းလန်ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ တီ TNDP ကဥက္ကဋ္ဌဦးဆိုင်ထေအောင်ကဆီယန်နိုင်တဲ့ရင်ထဏာကိုပြောပါတယ်ဒါကနိုင်ငံပိုင်နဲ့ပတ်စံမယ်အချိန်မီထုတ်ပေးတဲ့အကြောင်းကိုကျွန်တော်လက်ခံရပါမယ်အခုလည်းဆိုပုံမှန်လက်ခံတင်တယ်လို့ကျွန်တော်မြင်တာပေါ့နော်ပြန်လည်တီထောင်ရေးကိစ္စကျွန်တော်ဘယ်လောက် ခုံကြအောင်မယ်လို့မပြောတာဘူးအဲဒါကြောင့်အကြောင်းကိုကျွန်တော်အဲ့ဖန်နေဖြစ်ပါလေဒါနိုင်ငံပိုင်နဲ့ငွေငွေဖြစ်တဲ့အကြောင်းကိုကျွန်တော်ထုတ်ပေးဖို့ပဲလိုအပ်တာပါပြည်သူနေတဲ့လက်ခံတက်ပါလေဒီကိစ္စကဘာလို့ဆိုတော့ဟိုတုန်းကလည်းမခံတာပေါ့ပေါ့ပြည်သူနေတဲ့လက်ခံနဲ့ဒါမထုတ်ပေးဖို့တားတဲ့လူရှိတာလို့ဘုဘကလည်းမထုတ်ပေးခဲ့တာဖြစ်ပါလေ အဲ့ဒီအပြင်ထိန်းသိမ်းထားတဲ့ငွေတွေပြန်လည်ထုတ်ပေးမယ်ဆိုရင်ပြည်သူလူထုထံရောက်မရောက်ကိုလက်ရှိအစိုးရကတာဝန်ခံရမှာဖြစ်ကြောင်းဦးဆိုင်ထီအောင်ကစက်ပြောပါတယ်ဟာလက်ရှိဆိုတာတောင်းခံရမယ်လေဒီကနိုင်ငံတော်နဲ့ဆိုင်တဲ့ကိစ္စကိုပြည်သူလည်းမရောက်ပါဘူးပြောရအောင်ကအမေရိကန်ထုတ်ပေးတဲ့အတွက်အကြောင်းတော့သူတို့ကြေညာပေးခဲ့တော့တာပြည်သူလည်းသိရတာပေါ့နော်ဒီဘက်ကလည်းကျွန်တော်လက်ခံရရှိတဲ့အကြောင်းကိုတော့ပြောဒါပြည်သူကိုပြောရမှာပေါ့ဒါကတော့ဒီနိုင်ငံပိုင်တဲ့ငွေကြေးစစ်စစ်မှုဒါသူ့ဥပဒေတိုင်းကိုသူဆောင်ရွက်သွားကြမယ်လို့ကျွန်တော်အနေနဲ့မြင်တာပါနော် မြန်မာနိုင်ငံမှာမလ28ရက်ကပြင်အား9.8အဆင့်ရှိအလွန်အားပြင်းတဲ့ငလင်ကြီးတစ်ခုနဲ့နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်ခဲ့ပါတယ်။အဲ့ဒီငလင်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့နေပြည်တော်ကောင်စီနယ်မြေတွေအတွင်းလူပေါင်း385ဦးသေဆုံးပြီး4915ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ342ဦးပျောက်ဆုံးနေကြောင်း AP3 ရဲ့နနက်8နာရီအထိနောက်ဆုံးရစီရင်ကို NASA ကကထုတ်ပြန်ခဲ့ပါတယ်။